မင်္ဂလာပါရှင်ဒီကျမတို့ဆွေးနွေးကြဖို့ကတော့လေမြန်မာစကားပုံလေးတစ်ခုပါကြားဖို့ကြမှာပါကိုင်ကျုံးမီဂျုံးကိုင်းမီဆိုတာလေးလေဟုတ်ကဲ့ဒီစကားပုံနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အသေးပေကိုဥပမာလေးလေးနဲ့ရှင်းပြထားတဲ့အရေးမြစ်တစ်ခုတော့ရထားပါဗါရယ်အဲ့ဒီတော့လေဒီရေးမြစ်ကနေဒီစကားပုံရဲ့ရိုးရိုးအသေးပေတင်မကပဲနဲ့သူ့ရဲ့อืมတဘာဝတရားနောက်ခံဒီနောက်ပြီးလူမှုဘဝတွေကတယောက်မှုတွေအထိပါ နည်းနည်းလေးအသေးစိတ်ဆွေးနွေးကြည့်ကြည့်ရအောင်လားဟုတ်ပထမဆုံးဒီစကားလုံးလေးတွေကိုပဲတိုက်ရိုက်သူချစ်ကြည့်ရအောင်နော်ဂိုင်းဆိုတာကအပင်ဟုတ်တယ်မလားရေစနားမှာပေါက်တဲ့အပင်အဲ့ဒါကမြေကြီးဖြစ်တဲ့ကျုံးကိုမိခိုးတယ်음ပြီးတော့အဲ့ဒီကျုံးကတော့ကျိုးရလေအဲ့ဒီကိုင်းပင်တွေကိုပြန်မိခိုးနေရတယ်ဆိုတော့သဘောမျိုးတက်ရောက်နေတာပေါ့နော်ဒီရုပ်ပိုင်းဆိုင်ရာအပြန်အလှန်မိခိုးမှုကိုအရေးမြတ်ထဲမှာဘလို့မျိုးများထက်ပြီးရှင်းပြထားသေးလေဟင်အဲဟုတ်ကဲ့မှန်ပါတယ် ဒီစကားပုံကလေတကယ်တော့တဘာဝပဝန်းကျင်မှာတကယ်မြင်တွေ့နေရတဲ့အပြန်အလှန်အကျိုးပြုမှုကိုအခြေခံပြီးပုံဖော်ထားတာပါဗျာဆိုတော့ကိုင်းမင်တွေကလေကျွန်းမြေတွေမြစ်ကမ်းပါးတွေကိုရေတိုက်စားရနဲ့အကာအကွယ်ပေးတယ်ပေါ့ဟုတ်တယ်သူတို့ရဲ့အမြင့်တွေက မြေကြီးကိုစူးစိထားပေးတယ်อืมอืมအဲတစ်ဖက်မှာလဲအဲ့ဒီလိုကျွန်းမြေသားမရှိဘူးဆိုရင်ကိုင်းပင်တွေကဘယ်မှာသွားပေါ့မလဲသူတို့ရှင်သန်ဖို့နေရာလိုတယ်လေဟုတ်ပါဟုတ်ပါဟုတ်ကဲ့ ဒါကတစ်ခုနဲ့တစ်ခုအသက်ဆက်ပေးနေကြတဲ့သဘာဝရဲ့တန်တရာလို့ချင်းနေတာပေါ့အာဒါဆိုရင်ဒီစကားပေါ်ငါဟိုတင်စားချက်တသက်တော့မဟုတ်ဘူးပေါ့နော်တကယ်လက်တွေ့စဘာဝဖြစ်စဉ်တစ်ခုကိုအခြေခံထားတာဟုတ်ကဲ့ဒီသဘာဝတရားကနေမှလူအဖွဲ့စည်းကိုရောဘလူးချိဆက်ပြီးတော့အရင်အမေကရှင်းပြတာလေလူလူချင်းအပြန်အလှန်မိခုံမှုကိုဘလူးရှုထုတ်နေကနေပြောတာပါတလေမိခုံမှုစီကိုချက်သွင်းသွားတယ်အဲလူတယောက်ချင်းစီမှာ ကိုအာသာချက်ကိုအားနေချက်ရှိကြတာကိုဟုတ်ကဲ့တယောက်ရဲ့အာသာချက်ကနောက်တယောက်ရဲ့လွားချက်ကိုဖြည့်ဆည်းပေးနိုင်တာမျိုးပေါ့ဥပမာအမ်ဆရာကတပည့်ကိုပညာသင်ပေးတယ်အေးတပည့်ဒီတိုးတက်လာရင်အဲ့ဒါကဆရာအတွက်ကျေနပ်မှုကိုယူဆရာဖြစ်လာတာပေါ့ဟုတ်တာပေါ့အဲအလုတ်ရှင်နဲ့အလုတ်သမားကြားကမိခိုးမှုမျိုးမှလည်းဒီတိုင်းပဲလုပ်ငန်းရှင်ရဲ့စီမံခန့်ခွဲမှုအရင်းနှီးတွေလိုတယ် အလို့သမားပြတာလဲလောက်အားလို့ကြွန့်ကြုံမှုလို့လို့တယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဒီပေါင်းဆက်မှလုပ်ငန်းတစ်ခုကအောင်မြင်နိုင်တာပေါ့ဗျာဒါပြင်ဟိုမိသားစုဝင်နေမိတ်ဆွေတွေရိုင်းဝါအတိုင်းအဝိုင်းတစ်ခုလုံးမှလေဒီလိုအပြန်လန်ကူညီဖေးမှုမိခုံးမှုတွေနဲ့ပဲတိစောက်ထားရတာပါလို့အရင်အမြစ်ကထောက်ပြထားတာပါ ဟုတ်ကဲ့ဒီဥပမာတွေကတော့ရှင်းပါပဲဒါပေမဲ့လေအဲ့ဒီအပြန်လဲမိခိုမှု တိုင်းကအမြဲတမ်းဟိုညီညီမျှမျှအချိုးရှိရှိဖြစ်နေမှာလားတစ်ခါလေကျတော့တစ်ဖက်ကပိုးမိခိုနေတာမျိုးဒါမှမဟုတ်တစ်ဖက်ကပိုးပြီးအချိုးမြက်ရနေတာမျိုးရောမထင်နိုင်ဘူးလားဒီလိုအခြေအနေတွေကိုရောအရင်မြစ်ထဲမှာထည့်သွင်းပြီးတော့ရွှေနှွေးထားတာမျိုးများရှိသလားအဲကောင်းနေမိခွန်ပါပဲအရင်မြစ်မှာတည့်အချက်ကိုတိုက်ရိုက်ကြည့်မဟုတ်ပေမဲ့တွယ်ဝိုက်ပြီးတော့ထီထားပုံရတယ်ဗျာ ဒီစကားပုံရဲ့အဓိကဆိုလိုရင်းကတော့အပြန်လန်အချိုးပြူတဲ့ကျမရဲ့ဆက်နွယ်မှုကိုဦးတည်တာပေါ့နော်ဟုတ်ကဲ့ဒါမှမဟုတ်ပါလေလက်တွေ့ဘဝမှာတော့အမေလန်အဲ့ဒီလိုဟန့်ချင်ညီချင်မညီမယ်တခါတည်းကျတော့မိခုံမှုကတဖက်တဆန်တော့တာမျိုးအေးဒါမှမဟုတ်ဟိုအားနေတဲ့သူကအားကြီးတဲ့သူအယမ်းမိခုံနေတာမျိုးပေါ့နော်အပြန်လန်အချိုးမရှိပဲနဲ့ဝန်ထုတ်ဝန်ဖို့ဖြစ်လာတာမျိုးတွေလည်းရှိနိုင်တာပေါ့ဆိုတော့ဒီစကားပုံကအားပေးတဲ့အပြန်လန်မိခုံမှုဆိုတာက နှုတ်နှစ်ဖက်လေးစားမှုရှိရမယ်တံပိုးထားမှုရှိရမယ်။အော်ဟုတ်ကဲ့ဒါဆိုရင်ကိုင်းကျုံးမီကျုံးကိုင်းမီဆိုတာကရိုးရိုးလေးအတက်ပဲဖွင့်လာတဲ့ပို့ပြီးတော့အနက်နဲ့တဲ့သမိုးစောင့်နေတာပေါ့နော်။သူ့မှာတဘာဝတရားရဲ့သင်္ကန်းစာပါတယ်။လူမှုဆက်ဆံရေးရဲ့အခြေခံမှုတွေပါတယ်။ပြီးတော့အဲဟန်ချင်းညီတဲ့အပြန်လန်အကျိုးပြုမှုရဲ့အရေးပါပုံတွေအထိပါဝင်နေတာပေါ့နော်။ ဟုတ်ပါတယ်အတီးကြပါပဲဒီစကားပုံလေးနဲ့ကျွန်တော်တို့တင်ယူနိုင်တာကလည်းတဝူချင်းပဲဖြစ်ဖြစ်အုပ်စုဖွဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ပူကြီးတဲ့စနစ်တွေမှာပဲဖြစ်ဖြစ်ပေါ့အစိတ်ပိုင်းအလုံးဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်အပြန်လန်မိကုန်းတွေကြတယ်ဆိုတဲ့အတီးတရားပဲဗျာ ဟုတ်ကဲ့ဒီလိုဆက်နွယ်မှုကိုနားလည်ပြီးတော့တံပိုးထားတတ်ခြင်းကပိုပြီးတော့ခိုင်မာတဲ့တဇာတာရှိတဲ့အတိုင်းဝိုင်းတွေဆက်ဆံရေးတွေတိစောက်ဖို့အတွက်အခြေခံအုတ်မြစ်ဖြစ်တဲ့ဆိုတော့ကိုအရင်မြစ်ကအဓိကမိမုံထိုးပြခြင်းတဲ့သဘောပါပဲ။ဟာတဲ့တဘာဝတရားရောလူမှုဘဝအတွက်ပါအသုံးဝင်တဲ့အပြန်လန်မိခုံမှုနဲ့အကျိုးပြုမှုဆိုတဲ့နည်းနည်းတဲ့အယူဆကိုစောင့်ထားတယ်ဆိုတာပါပဲနော်။ပြီးတော့ဒီမိခုံမှုရဲ့ဟန်ချက်ညီမှုကလည်းအရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်နေတာပေါ့။ဟုတ်ပါတယ်။ ။ဒီနေရာမှာလဲစဉ်းစားစရာလေးတခုထပ်ပြီးတော့ချမ်းခဲ့ခြင်းနေဗျာ။ဒီနေ့လိုမျိုးရှုပ်ထွေးပြီးတော့ကဘာနဲ့ချီဆက်နွယ်နေတဲ့ခစ်ကြီးထဲမှာပေါ့။ဒီကွန်ကျိုးမီကျွန်းငိုင်းမီတဘော်ဒီယာမျိုးကလေကျွန်တော်တို့နေ့စဉ်ဘဝရဲ့ဘလို့ထောင့်ပေါင်းဆောင်မှာအထူးသဖြင့်တိတ်ပြီးတက်ပြီးမထားမိတဲ့တနေရာတွေမှာတွေ့နိုင်သေးလေ။ဟွန်းဟုတ်ကဲ့ဥပမာနိပညာတို့ကုံတွေမှုတို့တတင်းချက်လက်စည်းစိမ်မှုတွေမှာတော့ဒီအပြန်လန်ဖီခေါ်မှုကဘလို့ပုံစံနဲ့ရှိနေမလဲ ဒီအပြန်လန်အမိတဟဲပြုမှုကိုတရီပြုမိခြင်းအားဖြင့်တဦးနဲ့တူဒါမှမဟုတ်တနိုင်ငံနဲ့တနိုင်ငံကြားကဆက်ဆံရေးတွေအပေါ်ထားရှိတဲ့သဘောထားတွေကိုဘလို့ပြောင်းလဲစေနိုင်မလဲအဲ့ဒါလေးတွေဆက်ပြီးတော့တွေးခေါ်ကြည့်ဖို့ကောင်းပါတယ်ဗျာ